ကဲအားလုံးမင်္ဂလာပါတော့မပြောတော့ပါဘူးเนาะဘာလဲဆိုတော့ကျန်းသာနေမင်ကြီးတဲ့အရာတွေယနေ့ကဘာပေါ်မှာခရီးရန်ဘာသာအတိုင်းဝိုင်းသာသနာပါတွေနဲ့တွင်းနေရတဲ့အကြောင်းရင်းကိုပြောချင်ပါတယ်မပြောရင်လည်းနားလည်မှာမဟုတ်ဘူးပြောရင်လည်းလူတကာမုန်းမှာတော့သိကြပါတယ်ဒါပေမဲ့မပြောရင်မဖြစ်မတီးရင်ပြောရမှာပါပေါ့เนาะ အဲ့တော့ဒီမှာကဘာပြောလဲဆိုတော့ကျန်းစာအစဉ်ကိုဖတ်ပြမယ်အဲ့ဒါပြောလို့ online ပေါ်မှာကြိုက်ဟိုလွန်ခဲ့တဲ့မနစ်လောက်ကပေါ့နော်2014မှာရွှေခေါင်းလောင်းဆရာတော် ပြောနေတာမှန်တော့မှန်တယ်ဒါပေမဲ့ရွှေခေါင်းလောင်းဆရာတော်ကကျန်းစာမဖတ်ဘဲနဲ့ပြောတဲ့အခါကျတော့လူတွေနားမလည်ဘူးပေါ့နော်ကဲပြောတော့ပြောမနေတော့ပါဘူးအဲ့ဒါကို လူမြင်အောင်တီလာနဲ့အကျင့်ကို လူရှိနိုင်မကျင့်မကျင့်မီအကြောင်းသတိပြုကြလော့ကောင်းရေပေါ်၌ရှိတော်မူသောအတင်တို့ဤအဖထံသို့အကျိုးကိုမခံရကြ ထိုကြောင့်အတင်တို့သည်လူဒါနပေးသောကလေးဝဲသောသူလူများတို့ချီးမွမ်းခံခြင်းကပွဲသဖြင့် လန်ခီ၌မိမိတို့ရှိ၌တပိုးမှုအခရာကိုမှုတ်စေခြင်းဟုသော မပြုကြနှင့်ငါအမှန်ဆိုသည်ကထိုသူတို့သည်မိမိအကျိုးကိုမရကြရကြပြီအသင်တို့သည်အလူတာနာကိုပေးသောပြီးသောအခါပြီးချောင်းကို၎င်းထင်ရှားစေခြင်းက၎င်းလက်ရပန်း၌ဖြစ်စေလက်ရပန်း၌ပြုသည့်အမှုကိုလက်ဝဲပိုင်း၌မသိစေနှင့် ်မထင်ရှားသော အရာကို မြင်သောသူက အဖားသည်အကျိုးကို ထင်ရှားစေတော်မူတတ်တံနောက်တစ်ခုအသင်တို့သည်စုတောပရနာကိုပြုသောအခါလေးဝက်သောသူတို့ ပြုသည်နည်းတူမပြုကြနှင့်လူများရှိ၌ထင်ရှားစေခြင်းကပွဲသည်ပင်ပွဲလန်းလှုပ်ခြင်းကရဲလေစုတောင်းခြင်းအလိုရှိကြ၏ ငါအမှန်ဆိုသည်ကမိမိတို့အကျိုးအပြစ်ကိုခံရတတ်တံအသင်တို့သည်စူတောင်းပရနာကိုပြုစူတောင်းသောအခါစေရအခန်းသို့တကားကိုပိတ်ပြီးမှထင်ရှားသောအရ၌ရှိသောအတင်တို့၏အဖာကိုဆူတောင်းကြလော့မရှိထင်ရှားသောအရာကို မြင်တော်မူသောအတင်တို့၏အဖာ ခြင်ရှားစွာပေးတော်မူတတံအသင်တို့သည်ဆူတောင်းသောအခါဗရဏာကိုပြုသောအခါအချင်းဤသောစကားဖြင့်ထိုက်၍ထိုက်၍မမွတ်ဆိုနှင့်ထိုသူတို့သည်များစွာသောစကားအားဖြင့်မိမိတို့ပြည့်စုံပြီဟုထင်မှတ်ကြ၏ထိုနည်းတူမပြုကြနှင့်အကြောင်းမူကားအသင်တို့၏အလို့ ရှိသမျှကိုအတင်တို့မတောင်းမီအတင်တို့၏အဖအတိတော်မူ၏ထိုကြောင့်စူတောင်းရမည်ကိုကောင်းငင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖဂရနာကိုယောတိချင်းနှင့်ရှိစီတော်မရှိတဲ့ဟိုခရိယချက်ကြောင်းပေါ့နော်ဖျက်ရှိဖို့ကြောင်းချက်ကြောင်းအခုလိုပျက်စီးသွားတဲ့အလူငွေလေး30လူရှင်ပေါ်စားလူမယ်နော်ဟုတ်ပြပြကျောင်းလာဟုတ်ပါမှာဟုတ်ရတယ်အဲ့ဒီအလေးမပြမနောက်တစ်ခုထိုင်လို့ တယ်တကယ်ကြီးဆူရတယ်အလူအလူစင်းလေးစွတ်တော့မပါဘူးတရှင်းတော့မတော့ဖဖျားကိုရောဂျေဇုတမအီကိုရောရှင်ဖျားအီဂျေဇုနေကူနာတော့အဖြစ်ကိုရောနေလုံးသားတို့ထိတဲ့ကိုဒိုမင်းလို့မိသားစု ဖောင်ဒေးရှင်းပေါ်မှာကိုရောကောင်းချီးပေးလို့ပါပေးလို့လည်းရှိတဲ့ဘန်နာဝင်ကိုရောရှင်ဖျားလက်ခံလက်ဤပေးလို့ခြင်းအဖြစ်ဤသားတွေရဲ့ပရာဟိတာလုပ်ငန်းဆောင်တာဒီတာဝေးကြီးပွား အောင်မြင်တဲ့ဘုံတော်ထင်ရှားဖို့ကိုယ်တော်မဆပါဘူးပါခံရရှိတဲ့ကြော်ကြွားတဲ့အသိန်းတော်ပေါ်မှာလည်းကိုရရှင်ပြဘုံတော်ထင်ရှားလက်သားရဲ့အသုံးပြုတော်မူပါကိုရကျေးဇူးတော်ပေါင်းပြီးပြည့်ချင်မရင်တခင်ယေရှုဖျားရှင်နာမမှုပြုတဲ့ယုံကြည်စွာဖြင့်ဆုတောင်းဆက်ကအနန္တီဤလူဗန္နာကိုလက်ခံလက်ခံပါ၏အာမင်โอเคကဲမပြောရင်မသိမတီးရင်မမီနော် အဲ့တော့ပြောစရာရှိတာပြောရမှာဒါပေမဲ့ပြောကျင်နေတာတော့ကြားလာပြီကိုနဲ့မဆိုင်လို့ဝင်မပြောဘူးပေါ့နော်အခုကခရိယန်ဘာသာတရားမှာလာလူတယ်ဆိုပြီးတော့ဒါမျိုးလောက်တာကျမ်းစာနဲ့မညီဘူးဘာသာတရားနဲ့မညီဘူးအလူငွေကိုလက်ခံတဲ့သူလည်းလက်ခံသေးမလက်ခံသေးအဲ့ဒါသိချာစဉ်းစားဖို့လိုတယ်ယူက ပြောနေတာကလူမုန်းခံပြောနေတာယူဥတွေငါးပြားစီမပါဘူးเนาะဘာဖြစ်လဲဆိုတော့အလူဒါနပေးတော့ခါသူတပားမြင်အောင်မလုပ်ရဘူးတဲ့ကိုကဘသူကဝယ်ပေးပေးဘသူကဝယ်လူလူလူများကိုပြောပြစရာမလိုဘူးလူများရှိအောင်လူများမြင်အောင်ဗီဒီယိုတွေရိုက်ပြစရာမလိုဘူးဒါခရစ်ယာန်ဘာသာတရားရဲ့ဆုံးမဩဝါဒ ခရစ်တော်ရဲ့ဆုံးမဩဝါဒယေဦးရဲ့ဆုံးမဩဝါဒမဟုတ်ဘူးနော်ဘာလဲဆိုတော့ဘာသာတရားနဲ့မညီဘဲနဲ့အဲ့လိုမျိုးလှုပ်ပြီးတော့ဘုရားကိုရစ်ပူဆိုတာဘာနဲ့တူတယ်နင်တို့စမ်းစာနားမလဲဘူးလားစမ်းစာမတဖို့လားခရစ်ယာန်တွေလည်းလက်ခံတဲ့သူတွေရောနော်ငါတို့ဘုရားကမွေးတဲ့ဘုရားမဟုတ်ဘူးဆင်းရဲတဲ့ဘုရားမဟုတ်ဘူး အလိုတော်ရှိသည့်အတိုင်းပေးလိုက်မယ်ဗိမာန်တော်ဆိုတာဘုရားကျောင်းဆိုတာဗိမာန်တော်ခေါ်တယ်ဗိမာန်တော်ကဘုရားသခင်ရဲ့ဗိမာန်တော်မှန်ရင်ဘုရားသခင်သူကသူဘုရားလောက်ဆောက်သွားလိုက်မယ်ပါရနာပရီလို့အလူလူတာလမ်းပေါ်မှာဗီဒီယိုတွေနဲ့လုံးဝလက်မခံနိုင်ဘူးဒါပေမဲ့ငါမနေ့တွေ့ပါတယ်အဲဒီမှာငရင်လောက်တော့လက်တွေ့တယ် ဟိုဘာတွေဘာတွေဆိုတွေ့တာပေါ့ကွာသာသနာပတွေလူတဲ့အလူကလူတကာမြင်အောင်ဗီဒီယိုတွေရိုက်ဓာတ်ပုံတွေရိုက် online social media မှာတင်တာဒါတို့ရဲ့သာသနာနဲ့တို့ရဲ့ဘာသာသာသနာနဲ့မညီတဲ့အလုပ်ငါမပြောခြင်းဘူးဒါပေမဲ့မပြောခြင်းပဲနဲ့ထထပြောရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်အလူဌာနလောက်တဲ့ခါမှာသူတွေများမြင်အောင်မလောက်ရဘူးဆိုတာမင်းတို့တတိထားဖို့လိုနေပြီခရိယန်တွေလည်း နားမလည်ဘူးဖះเจ้าထဲမှာ လူရင်လူတကာသိအောင်မလူရဘူးလူတကာတွေ့အောင်မကြော်ညာရဘူးကွာခရိယံဘာသာတရားရဲ့ဆုံးမဩဝါဒမှာငါတို့ဘာသာတရားနဲ့မညီဘူးအဲ့ဒီအလူငွေပြန်ပေးလိုက်ငါပြောချင်တာခရိယံဘာသာတရားနဲ့မညီဘူးအဲ့ဒီအလူငွေပြန်ပေးလိုက်သူ့ကိုစေတနာစော်ကားတာမဟုတ်ဘူး ဘာသာတရားနဲ့မညီတဲ့အလုပ်ကိုမင်းတို့လုပ်လို့ရှိရင်ဖရာရဲ့ကောင်းကြီးလည်းမခံစားရဘူးဖရာရဲ့အလိုတော်လည်းမဟုတ်ဘူးငါပြောချင်တာငါတွေ့တယ်ငါမြင်တယ်မပြောချင်လို့ငါနေတာမလူနဲ့မလူနဲ့ကွာလူပဲပဲလဲငါတို့ဘာသာတရားမှာအလိုမျိုးလူတကာမြင်အောင်အလူရှင်မှန်းသိအောင်မန်တတိုင်တက်ပြီးတော့ကြောညာစရာမလိုဘူးငါတို့ရဲ့ဘာသာတရားမှာ နားလဲလားပြောတယ်ခရိယန်တရားဟောဆရာ ပြောတယ်ခရိယန်တရားဟောဆရာမှာမင်းတို့လည်းစမ်းစာမတားဘူးမြက်ကန်းနေငါဒီတိုင်းပဲပြောချင်တယ်ငါတလောက်ပဲပြောမယ်အများကြီးမပြောချင်ဘူးငါဆက်ပြောရင်ပို့ပြီးတော့ဆိုးလိမ့်မယ်